သူများကိုအပြစ်တင်တာသူများကိုကဲ့ရဲ့တာဟာကိုယ့်ပေါ်မှာပြန်ပြီးတော့ကြာရောက်တတ်တယ်။ကြီးမားတဲ့အပြစ်တစ်ခုပြန်လေကိုယ်ကြောက်။ဒါကိုအလွန်တတိထားစရာကောင်း။လောကလူတွေလူတွေဟာအပြစ်တင်တာလဲလွယ်လွယ်ကူနဲ့လုပ်တတ်တယ်။ကဲ့ရဲ့တာလဲလွယ်လွယ်ကူနဲ့လုပ်တတ်တယ်။မြတ်စွာဘုရားသခင်ကိုရမြတ်ရဲ့အဆုံးအမကိုဒီနေရာမှာမှတ်သားတဲ့နေပေါ့။ဒါနေ့စဉ်ဘဝမှာ အရေးကြီးတယ်ပေါ့။လူတိုင်းလူရိုင်းရဲ့နေ့စဉ်ဘဝမှာ နှုတ်ကိုဆောင်စည်းခြင်းဆိုတဲ့နှုတ်ကိုစည်းကမ်းချက်ထားတာအမြဲတမ်းတန်ဖိုးရှိတယ်လူလောကမှာလှုပ်နေကြတာနှုတ်နဲ့ပြောတာရယ်ကိုတိလက်ရောက်လှုပ်တာဒီနှစ်ခုပဲရှိတယ်အဲဒီလိုနှုတ်နဲ့ပြောကိုတိလက်ရောက်လှုပ်တာဟာအမှားရွယ်မရှိအောင်တတိထားပြီးတော့ဆောင်ရွက်ကြရမှာဖြစ်တယ်အေးပြစ်တင်မှုကဲရမှုနဲ့ပတ်သက်ပြီးသူတစ်ပါးရဲ့အပြစ်ကိုရှုမြင်တဲ့ဟာရှုမြင်တိုင်းကောင်းသလား ကဲ့တာကဲ့တိုင်းကောင်းသလားလို့ဆိုမကောင်းတာတွေအများကြီးနော်မကောင်းတာတွေအများကြီးရသော်ပြားကဟောထားတယ်ပရဝိစ္ဆာနုပတ္တိတသူတော်ဘာအပြစ်ကိုရှုမြင်တတ်တဲ့ပုဂ္ဂိုလ်လောကလူတွေဟာကိုယ်နဲ့ပတ်ဝန်းကျင်မှာချင်းဘယ်သူကဖြင့်ဘာလှုပ်တာပဲဘယ်သူကဖြင့်ဘာပြောတာပဲဆိုပြီးတော့တစ်ဖက်သားကဘလိန်လုံဖို့ပဲစဉ်းစားတယ်များ နော်ကိုယ့်ကိုယ်လည်းအဲ့ဒီအကျင့်စရိုက်ရှိမယ်ဆိုရင်ဒီအကျင့်စရိုက်ကိုပြုပြင်ဖို့လိုအပ်တယ်ပေါ့သူများကို blame လုပ်ပါနဲ့ဟာကိုယ့်အပြစ်ကိုပဲကိုကြည့်ပါသူများအပြစ်ကိုမကြည့်ပါနဲ့အပြစ်မမြင်ပါနဲ့လို့ဆိုအဲ့ဒီမှာရသော်ဘုရားကပရဝိဆာပရဝိဆာဆိုတာဝိဆာဆိုတာပြောစရာအပြစ်ကိုဝိဆာဖြစ်ခေါ်ပရဝိဆာ သူတစ်ပါးရဲ့အပြစ်ကိုအနုပတိတ္တဆိုအမြဲမပြတ်စောင့်ကြည့်နေတဲ့ပုဂ္ဂိုလ်သူများကိုအပြစ်တင်နေတဲ့ပုဂ္ဂိုလ်သူများအပြစ်ကိုရှာနေတဲ့ပုဂ္ဂိုလ်အဲ့ဒီလိုရှာနေတဲ့ပုဂ္ဂိုလ်ဘာဖြစ်တတ်လဲအာတဝါတတဝဋ္ဌံတိအဲ့ဒီပုဂ္ဂိုလ်မှာမကောင်းတဲ့အကုသိုလ်တွေအာတဝတရားဆိုတာ ကိုယ့်ရဲ့ယဉ်တဲ့နှလုံးထဲမှာမပြတ်စည်းဝင်လာတဲ့ကိလေသာတွေကိုလည်းဆိုတယ်။အဘိဓမ္မာမှာတော့လောဘဒိဋ္ဌိမောဟဒီသုံးခုကိုအာတဝါလို့ခေါ်ပေးမယ်လို့။အာတဝါဆိုတာမိမိရဲ့တဏ္ဏမှာမပြတ်စည်းဝင်နေတဲ့သို့မဟုတ်တဏ္ဍာမှာကြာရှည်လာတဲ့စိတ်အစဉ်မှာဖြစ်ပေါ်နေတဲ့ဖြစ်ပေါ်လာတဲ့သဘာဝတရားတရားဆိုးတွေလို့ဆိုတယ်။အဲ့ဒါတွေဟာတိုးလာလိမ့်မယ်။ သူများအပြစ်မြင်ရင်အာတဝဆိုတဲ့ကိလေသာတရားစိုးတွေကိုယ်ရင်ထဲမှာတိုးလာလိမ့်မယ်အပြစ်တွေကိုယ်မှာတိုးလာကိုမြင်တာကသူများအပြစ်ဖြစ်တာကကိုနော်ဒီလိုဖြစ်တတ်တယ်ဆိုတာကိုတတိထားဖို့လိုအပ်တယ်နိစ္စံဥစ္စာနာတင်ကြီးတော်တဲ့အမြဲတမ်းသူတယောက်ရဲ့ကဲ့ရဲ့ရှုပ်ချနေတဲ့ပုဂ္ဂိုလ် သူများအပြစ်ကိုမြင်တယ်ကဲရဲ့ရှုပ်ချတယ်အပြစ်မြင်ခြင်းနဲ့ကဲရဲ့ရှုပ်ချခြင်းဆိုတာတွဲဖက်ပြီးတော့လာတွဲဖက်ပြီးတော့လာတယ်ဒါကြောင့်မို့အပြစ်မြင်တာရယ်ကဲရဲ့ရှုပ်ချတာရယ်အဲ့ဒီနှစ်ခုလုံးနေပြီဆိုလို့ရှိရင်အဲ့ဒါလုံးတဲ့ပုဂ္ဂိုလ်ဟာအာတဝတ္တဝဋ္ဌန္တိအာတဝတရားတွေတိုးတက်မြတ်ပြားလာနိုင်တယ် တနည်းအားဖြင့်အာသဝဆိုတာဘေးရန်ကိုလည်းခေါ်တယ်ဘေးရန်တွေတိုးတက်များပြားလာနိုင်တဲ့အာရာသော အာသဝခရအဲ့ဒီပုဂ္ဂိုလ်မျိုးဟာအာသဝခရဆိုတဲ့ဘေးရန်ကင်းတဲ့သို့မဟုတ်ကိဋ္တတာတွေကုံငိမ့်သွားတဲ့အရတဖို့နိဗ္ဗာန်ဆိုတဲ့အစစ်မြင့်တဲ့တရားတွေကဝေးတယ်လို့ဒီလိုပြောတာနိဗ္ဗာန်နဲ့ဝေးနိုင်တယ်အမတ်တမဲ့မလုတ်ဖို့မိမိရဲ့နှုတ်တွေကိုစောင့်စည်းဖို့ဆိုတာဒါကြောင့်မို့လို့ ူများအပြစ်ကိုရှုမြင်တတ်တဲ့အကျင့်သူများကို အပြစ်တင်တတ်တဲ့အကျင့်ကဲ့ရဲ့ရှုချတတ်တဲ့အပြစ်အကျင့်မျိုးကိုယ်တဏ္ဏမှာမမွေးမြူဖို့ပေါ့မွေးလို့အပြစ်မတင်တိုက်တဲ့ပုဂ္ဂိုလ်ကိုသွားအပြစ်တင်တယ်မရှုချတတ်တဲ့ပုဂ္ဂိုလ်သွားရှုချပြီဆိုလို့ရှိရင်တော်တော်ကြီးမားတဲ့အပြစ်တွေခံရတယ်ရသော်ဘုရားလက်ထက်တုန်းကကောကလိကဆိုတဲ့ယဟန်ဟာ ရှင်သာရိပုတ္တရာရှင်မောက္ကလံတို့သွားပြီးတော့အပြစ်မြင်တယ်အပြစ်တင်တယ်အပြစ်တင်တယ်ကဲရှုပ်ချတယ်အပြစ်မြင်ကဲရှုပ်ချယုံနေမကဘူးမြတ်စွာဘုရားကိုလာလျှောက်တယ်သာရိပုတ္တရာတို့မောက္ကလံတို့ဆိုတာလူလူယုတ်တယ်လို့ဆိုပြီးတော့ဘုရားကိုလျှောက်တယ်နော်ပပိဿအောက်တန်းကြတဲ့ဆန္ဒတွေရှိတယ်အောက်တန်းကြတဲ့စိတ်ဓာတ်တွေရှိတယ်လို့ဘုရားလာအခုတိုင်တော်တာအဲ့ဒီမှာမြတ်စွာဘုရားကသူ့ကိုတနာလို့ မပြောနဲ့မပြောနဲ့တာရိပုတ္တရမောက္ကလန်ဒီပေါ်မှာစိတ်ကိုကြည်နုကြည်နုအောင်ထားသူတို့ပေါ်မှာမပြမားနဲ့လို့မြတ်စွာဘုရားဆုံးမတာမရဘူးသူပြောတယ်မြတ်စွာဘုရားစကားနားထောင်မှုသူပြောတော့ဟိုပုဂ္ဂိုလ်ကြီးတွေကအဲ့ဒါမှတန်ရှင်းစင်ကြဲတဲ့ပုဂ္ဂိုလ်ကြီးတွေလေကိုယ့်ဘကိုလူဆိုတာအပြစ်ဆိုရင်ចမ်းဖန်တင်ញင်လို့ရတယ်အဲ့တော့ចမ်းဖန်ပြီးတော့သူ အပြစ်ပြောတာဟာ အမြဲတမ်းမြင့်မြတ်တဲ့ပုံကိုယ်တွေကိုပြောမိတဲ့အခါကျဘာနဲ့ဥပမာတူတော့ဆိုရင်ကြောက်တုံးကြီးကိုခေါင်းနဲ့တိုက်တယ်လို့ပဲကြောက်တုံးကြီးကိုခေါင်းနဲ့ဆောင်းတယ်လို့ပဲကိုပဲခံရတယ်အဲ့ဒီကောကဏိကယဟန်ဟာမြတ်စွာဘုရားစကားနားထောင်မဲ့နဲ့ဘုရားရှိခိုးထလဲသွားရောဇေရွန်ကျောင်းပေါက်လဲရောက်တဲ့အခါမှာခန္ဓာကိုယ်မှာရှိတဲ့တကူလုံးကကိုယ်ကာယမှာအဖို့တွေအပိတ်တွေထလာလိုက်တယ် အဲ့ဒီနားမှာပဲလဲနေချက်ချင်းကြီးပဲတကူလုံးအဖုတွေပိတ်နေတာကုကိဆရာအောင်နေနဲ့တွေ့ရင်တော့ဒါအလားချက်ဖြစ်တာလို့ပြောကောင်းပြောလိုက်မယ်အဲ့မှာအဖုပိတ်နေထတဖြည်းဖြည်းကြီ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 းလာပြီးနောက်ဆုံးမှာကြီးမားတဲ့အနာကြီးတွေဖြစ်ပြီးတော့နောက်ဆုံးသေဝဲဝင်သွားတေတဲ့ခါမှာအင်တန်ချာစိလာတဲ့ဘဒုမငရဲဆိုတာကိုတွားပြီးတော့ငရဲခါတယ်ဒါကြည့်နော် ဟိုအပြစ်မတင်နိုင်တဲ့ပုဂ္ဂိုလ်သွားပြီးတော့အပြစ်တင်တယ် blame လုပ်တယ်မရှုတ်ချတိုက်တဲ့ပုဂ္ဂိုလ်သွားပြီးတော့ရှုတ်ချအဲ့ဒီအကုသိုလ်ဟာအလွန်ကြီးမားတဲ့ပုဂ္ဂိုလ်လိုက်ပြီးတော့အလွန်ကြီးမားဒါကြောင့်မို့မြတ်စွာဘုရားကသုံးမတာအဲ့ဒီသုံးမကိုဘုန်းကြီးတို့တွေမှတ်သားနာယူထားဖို့လိုအပ်တယ်ဒါကိုရဲ့နေစဉ်ဘဝမှာအလွယ်လွယ်နဲ့လုံးမိတတ်လို့ပြောပရဝေစာနုပတိတ္တနေစံဥဇာနာတင်ကြီးနော် အတဝတတဝဋ္ဌန္တိအာရသောအတဝခေသူများကို အပြစ်တင်တတ်တဲ့ပုဂ္ဂိုလ်ကဲရရှုပ်ချတတ်တဲ့ပုဂ္ဂိုလ်ဟာ အာတဝတရားတွေသာ ဖြစ်ပွားပြီး အာတဝတရားချုပ်ငြိမ်းရာအရတ္တဖို့နိဗ္ဗာန်ဆိုတဲ့ထူးမြတ်တဲ့တရားဓမ္မတွေကကင်းဝေးလိမ့်မယ်လို့ယေဆောဗျာတတိပေးတာเนาะဒါကြောင့်မလို့အကျိုးမရှိတဲ့အလုပ်မလုပ်မိအောင်အကျိုးမရှိုံနဲ့မကဘူးအပြစ်ကြီးတဲ့အလုပ်မျိုး မလုံးမိအောင်ဘုန်းကြီးတို့တည်းတည်တည်ထားပုဂ္ဂိုလ်တူတယောက်ဆိုတာအပြင်ပန်းကကြည့်လို့မရအောင်အပြင်ပန်းကကြည့်ပြီးတော့ကဲ့ရဲ့ပြည့်တင်ပြီးလို့ရှိရင်ထိုပုဂ္ဂိုလ်ရဲ့အတွင်းအနှစ်မှရှိတဲ့အရေးချင်းကိုမသိသည့်အတွက်ကြောင့်အတွင်းအနှစ်မှမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ဒုက္ခရောက်သွားနိုင်တယ်ပေါ့ဒါကြောင့်မို့လို့ဘုသူကမှအပြစ်တင်မှုမကြိုးစားနိုင်နဲ့ဘုသူကမှရှုတ်ချဖို့မကြိုးစားနိုင်နဲ့ဒီလိုဆိုတာပေါ့နော်